ရောပါတာရဲ့အရေးပါဆုံးမြေကြီးတစင်းဖြစ်တဲ့ရိုင်းမီကံဘေးမှာနှစ်ပေါင်း2000ကျော်တန်းရှိတဲ့မြို့ဟောင်းကြီးတစ်မြို့တည်ရှိပါတယ်။အဲ့ဒီမြို့ဟာရောမအင်ပါယာရဲ့အစွန်ပြားခံတန်းမြို့လေးကနေအလေကိခရိယံသာသနာရဲ့အကြအကြာဒုတိယကမ္ဘာစစ်ရဲ့ပြာပုံဘဝဒီနေ့ကမှတော့ဂျာမနီနိုင်ငံရဲ့အရေးပါဆုံးမီဒီယာနဲ့ယဉ်ကျေးမှုမြို့လူကြီးပြေကုံယူဝင်ကြစာရည်တည်နေပါတယ်။အဲ့ဒီမြို့ကတော့ခိုလုံတုမို့ဂျာမန်လို့ ခိုးလို့ခေါ်တဲ့မြို့ကြီးပဲဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ရဲ့အစီအစဉ်ကနေကမ္ဘာအကြီးဆုံးခေါင်းဆောင်ကြီးရှိတဲ့ဘုရားကျောင်းကြီးချစ်သူတွေအချစ်သက်တွေအပြည့်တော့ညာချိတ်ဆွဲကြတဲ့တရားကြီးရောင်စုံပွဲတော်ကြီးတွေနဲ့သူခိုးလုံးမြို့ရဲ့စိတ်ဝင်စားစရာတမိုင်းကျောင်းဘဒဝီစီဝါကြီးနဲ့ရင်ကျေးမှုအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခိုးလုံးမြို့ရဲ့ရှိလျားလာတဲ့တမိုင်းကျောင်းကိုပြန်ပြောင်းကြည့်ကြရအောင်ပါခိုးလုံးမြို့ရဲ့တမိုင်းဟာအလွန်ကြီးတဲ့နှစ်ပေါင်း၂၀၀၀ကျော် ED တိရာစုလောက်ကလေးကစတင်ခဲ့တာဖြစ်ပါတယ် မူလကအော်ပီဂျမ်ဥဘီအိုရမ်လို့ခေါ်ရယူပိုင်ဂျာမန်လူမျိုးစုရဲ့အခြေချနေထိုင်ရာနေရာလေးဖြစ်ပါတယ်။ ED 90မှာတော့ရောမအီဂရက်ကလော်ဒီယပ်စ်ဒီယက်ဇနီးတဲ့အဂရီပီနာတယန်ကကဒူမမွေးဖွားရာဒီဒီတာကိုကလိုနီယာကလော်ဒီယာအာရာအဂရီပီနန်စီယမ် CCAA ဆိုတဲ့နာမည်နဲ့ရောမကိုကိုလိုနီမျိုးတော်အဖြစ်အဆင့်မြင့်တင်ပေးခဲ့တာဖြစ်ပါတယ်။ဒီနာမည်ရှိကြီးတဲ့ကကလိုနီယာဆိုတဲ့စကားလုံးကနေ ဒီနေ့ခေတ်ကိုလွန်ဆိုတဲ့နာမည်ဖြစ်လာတာဖြစ်ပါတယ်။ဒိုင်ယိုနီဆက်စ်နပြားရဲ့မိုးစိတ်ဂျန်ခင်းကုံတွေကိုတွေ့မြင်နိုင်ပါသေးတယ်။အလေကေရောက်လာတဲ့အခါမှာတော့ကိုလွန်ဟာဥရောပရဲ့အကြီးဆုံးနဲ့အချမ်းသာဆုံးမြို့တွေထဲကတစ်မြို့ဖြစ်လာပါတယ်။အထူးသဖြင့်1164ခုနှစ်မှာမာဂရက်တိုင်းကပညာရှိသုံးဦးရဲ့တတ်တော်မူတော်တွေကိုမီလန်မြို့ကနေကိုလွန်မြို့ကိုပင်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကိုလုံးဟာခရိယံဘုရားဘူးတွေမဖြစ်မနေလာရောက်လေပတ်ကြတဲ့အထုံးမြတ်ထားရနေရတကူဖြစ်လာခဲ့ပါတယ် ဒီတန်တော်မူတော်တွေကိုတရှိဖို့အတွက်ကမောင်ကျော်ကိုလုံးပြားတောင်းကြီးကို1940ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်1994ခုနှစ်မှာတော့ပင်တဒေါ်လာဤတပ်ဖွဲ့တွေကကိုလုံးမြို့ကိုတင်ပိုက်ခဲ့ပြီးပင်တလက်အောက်ရောက်ရှိခဲ့ပါတယ်1855ခုနှစ်မှာတော့ပရုရှားနိုင်ငံရဲ့အစိပ်ပိုင်းဖြစ်လာခဲ့ပါတယ်စမူဒေါ်လာဤကာလမှာတော့ကိုလုံးဟာစမူလက်မှုနဲ့ယထာလန်အချက်အချာအဖြစ်တရှိန်တုံးတိုးတက်လာခဲ့ပါတယ် ဒါပေမဲ့20ရာစုဒုတိယကမ္ဘာစစ်ကြီးကတော့ခေလုံးမျိုးတို့ကအိမ်မဆိုးကြီးဖြစ်ခဲ့ပါတယ်။မာမေးတပ်တွေရဲ့လေကြောင်းတိုက်ခိုက်မှု262ကြိမ်အထိခံခဲ့ရပြီးမြို့လေကောင်ရဲ့90ရာခိုင်နှုန်းတမျိုးလုံးအတိုင်းတာနဲ့ဆိုရင်82ရာခိုင်နှုန်းလောက်ပျက်စီးခဲ့ရပါတယ်။အောင်းစရာကောင်းတာကတော့ဘုံနံတွေကြားထဲမှာခေလုံးပြားကြောင်းကြီးကကြီးမားတဲ့ထိခိုက်မှုတွေရှိခဲ့ပေမဲ့ပြိုကျမသွားဘဲမမမမမကြာရစ်နေတာဖြစ်ပါတယ်။ ကာကုလုံးမျိုးသားတွေရဲ့စိတ်ဓာတ်ကွန်အားကိုကိုစားပြုနေတယ်လို့ဖြစ်နေပါတယ်။စစ်ပီးခင်မှာတော့မြို့ကိုပြန်လဲတိဆောက်တဲ့အခါဘီတုကာပညာရှင်ရူဒော့ဖ်ရှော့စ်ကရှေဟောင်းလမကြီးတွေကိုရခိုင်အတိုင်းပြန်လဲတားရှိပြီးအစားအုံတွေကိုတော့ခေတ်တအစားအုံတွေနဲ့အစားထိုးမယ်ဆိုတဲ့မူဝါဒနဲ့ပြန်လဲတည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကုလုံးမျိုးမှာ1950ပြည့်နှစ်အလွန်နှစ်တွေကခင်မီအစားအုပ်တွေနဲ့ယောမခေအကျဉ်းချံတွေဂေါတစ်လက်ရာတွေကို အတူရှင်တွေမြင်တွေ့နေရတာဖြစ်ပါတယ်။ကိုလိုမျိုးကဂျာမနီနိုင်ငံအနောက်ပိုင်း North Rhine-Westphalia ၊ရောက်ပိုင်း Rhine-Westphalia ပြည်နယ်မှာတည်ရှိရာဖြစ်ပါတယ်။ဥရောပရဲ့အလုံးများဆုံးရေလမ်းကြောင်းဖြစ်တဲ့ Rhine မြစ်ကမ်းပါးနှစ်ဖက်မှာတည်ရှိနေတာဖြစ်ပါတယ်။မြစ်ကမ်းပြီးမှာတည်ရှိရတဲ့အတွက်သမိုင်းတစ်လျှောက်ရေကြီးရေလျှံမှုတွေမကြာခဏကြုံတွေ့ခဲ့ရပါတယ်။အဆိုအဝါဆုံးရေကြီးရေလျှံမှုတွေကတော့1984 1926နဲ့ 1995ခုနှစ်တွင်မှချပွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ခင်မှာတော့ခင်မီရေဘေးကာကွယ်ရေးနိုင်ငံတွေယူရီးယားနိုင်တဲ့အသားစီးတွေနဲ့မြို့ဖို့ကာကွယ်ထားပါတယ်။ပြောရရာဇီဦးတူကတော့ဂျာမနီရဲ့အနှွေးဆုံးဒေသတွေထဲမှာပါဝင်ပါတယ်။သမုဒ္ဒရာရာဇီဦးတူလွန်မှုမှုရှိတာကြောင့်ဆောင်းလာသည်မှာအယံမအီပဲလူရာသည်မှာလည်းတင်းတင်းမြတ်တဲ့အပူချိန်ရရှိပါတယ်။လူရည်အနေနဲ့ကတော့တစ်တသမတသန်းကျော်နေထိုင်ပြီးပါလင်ဟမ်ဘာ ယူနစ်ပြီးရင်ဂျာမနီရဲ့စတော့တောင်မြောက်လူကြီးရဲ့အများဆုံးမြို့လည်းဖြစ်ပါတယ်။ Cologne Bonn Airport လေဆိပ်နဲ့နီကမ်မှု Ryan Rush မြို့ပြဒေသရဲ့အစိပ်ပိုင်းဖြစ်မှုတွေကြောင့်လူနေမှုလည်းထူထပ်ပါတယ်။ Cologne မြို့ဟာဂျာမနီမှာယဉ်ကျေးမှုအစုံလင်ဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။မြို့လူကြီးရဲ့၃၆ရာခိုင်နှုန်းနောက်ဟာနိုင်ငံခြားသားတွေဖြစ်ပြီးရွှေပြောင်းခြေကြားသူမျိုးရိုးရှိသူတွေလည်းဖြစ်ပါတယ်။အထူးသဖြင့်တူရကီနယ်ဝင်တွေအများဆုံးနေထိုင်ပြီးအီတလီ၊အရှေ့ဥရောပနဲ့ အရှိအလယ်ပိုင်းဒေသကလူမျိုးတွေလည်းအများအပြားရှိပါတယ်။ဒါကြောင့်ခုံလုံးမှာကမ္ဘာအနှံ့ကအစားအစာတွေဘာသာစကားတွေနဲ့ယဉ်ကျေးမှုတွေကိုတွေ့မြင်ခံစားနိုင်ပါတယ်။ခုံလုံးမြို့ကိုရောက်ပြီဆိုရင်ဘယ်နေရာကကြည့်ကြည့်လမ်းညနေရတာကတော့မြို့ရဲ့အထင်ကရတင်ဂီတာကလုံးကက်သီဒရယ်ဘုရားကျောင်းကြီးပဲဖြစ်ပါတယ်။ဒါဟာဂျာမနီမှာလူလာရောက်လေပတ်မှုအများဆုံးနေရာကြီးတွေကတစ်ခုဖြစ်ပါတယ်။ဒီဘုရားကျောင်းကြီးကို1948ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပေမဲ့1453ခုနှစ်မှာရပ်တန့်သွားခဲ့ပါတယ်။မြပောင်း400လောက်မပြီးမစီးပဲရှိခဲ့ပြီးမှ19ရာစုမှာပြန်လည်ဆက်လက်တည်ဆောက်ခဲ့ရာ1880ခုနှစ်မှာသာပြီးစီးခဲ့ပါတယ်။စုစုပေါင်းတည်ဆောက်ချိန်632နှစ်ကြာမြင့်ခဲ့ပါတယ်။ယူနက်စကိုကမ္ဘာအမွေအနှစ်စည်းဝင်ဂိုသစ်လက်ရာအဆောက်အအုံကြီးဖြစ်ပြီးအမြင့်ပေး 159မီတာရှိပါတယ်။ဘူဇာချက်ကတော့တောင်ဘက်မြို့စင်ပေါ်မှာရှိတဲ့စိန့်ပီတာဘဲခေါင်းလောင်းကြီးပဲဖြစ်ပါတယ်။အလေးချိန်24နာရီပြည့်ကဘာအကြီးဆုံးလွှဲခေါင်းလောင်းကြီးလည်းဖြစ်ပါတယ်။ဘာသာရေးပွဲတော်ကြီးတွေမှာသာဒီခေါင်းလောင်းကြီးကို ထိုးလေးရှိပါတယ်။ဖျားကြောင်းကြီးရဲ့နောက်ဘက်မှာတော့ရမ်မြစ်ကိုဖြတ်တန်းတိဆောက်ထားတဲ့ Hohenzollern Bridge တရာကြီးရှိပါတယ်။မူလကယထာလန်တရာတသက်ဖြစ်ပေမဲ့အခုမှတော့ ကဘာလက်ကြီးတော်တွေရဲ့အချစ်တကိတာညီရတကူဖြစ်နေပါပြီ။တရားရဲ့တန်တိုင်းတွေခြံစည်းရိုးတွေမှာချစ်သူဇုံတွေတွေလာရောက်ခတ်ထားတယ်။ဒေါကလောက်လက်လော်ရီတန်နဲ့ကြီးရှိနေပြီဖြစ်ပါတယ်။စုစုပေါင်းအလေးချိန်တန်ချိန်နှစ်တန်သို့မဟုတ်သုံးတန်လောက်ရှိမယ်လို့ခန့်မှန်းကြပါတယ်။ဒါအပြင်ကိုလုံးမှာစိတ်ဝင်စားစရာပြောင်းနေတွေ့အများကြီးရှိပါတယ်။ Chocolate Museum ကချောကလက်ထုတ်လုပ်ပုံအစင်းစင်ကိုလေ့လာပြီးမီးစမ်းနိုင်ပါတယ်။ Roman Germanic Museum မှာတော့ ယောမခိကရှီအောင်ပစ္စည်းတွေကိုလည်းလေးလာလို့ရပါတယ်။ပမာကျော်အော်ဒီကိုလုံရီမွေးရဲ့မူလစာတင်မြို့လည်းဖြစ်ပါတယ်။ Farina Fragrance Museum နဲ့4711 House တို့ကိုလည်းတွားရောက်လေးလာလို့ရပါတယ်။ကိုလုံမြို့ဟာဂျာမနီနိုင်ငံရဲ့မီဒီယာမြို့လို့လို့သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ WDR RTL အစရှိတဲ့အကြီးကရုပ်သံလေးဌာနကြီးတွေ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေစာအုပ်ထုတ်လုပ်ရေးစာတိုက်တွေအများအပြားဒီမှာအခြေစိုက်ပါတယ်စီးပွားရေးဘက်မှာတော့မွန်တိုကထုတ်လုပ်ရေးကအဓိကဖြစ်ပါတယ် Force ကုမ္ပဏီရဲ့ဥရောပရုံးချုပ်နဲ့အဓိကစက်ရုံကြီးကခွန်မှုမှာနှစ်ပေါင်း90ကျော်ကြာရပ်တည်ခဲ့တာဖြစ်ပါတယ်ဒါရုဝေဒာအာမခလုပ်ငန်းတွေနဲ့ကုန်စည်ပြပွဲလုပ်ငန်းတွေလည်းဖွံ့ဖြိုးပါတယ် First Missile လို့ခေါ်တဲ့ကုန်စည်ပြပွဲကွင်းကြီးဟာကမ္ဘာအကြီးဆုံးပြပွဲတွေကျင်းပရာနေရာတစ်ခုလည်းဖြစ်ပါတယ်ရင်ကျမှုပိုင်းမှာတော့ ကိုလုံးဟာပျော်ရွှင်တတ်တဲ့မြို့လူနာမည်ကြီးပါတယ်အထူးသဖြင့်ခေါလုံခန်နေပဲလို့ခေါ်တဲ့ဘွဲတော်ကြီးကတော့အထင်ရှားဆုံးဖြစ်ပါတယ်။နှစ်စဉ်နိုဝင်ဘာလ17ရက်17နာရီ17မိနစ်မှာဘွဲတော်ဘုရားတင်ကျင်းပပါတယ်။ဖေဖော်ဝါရီလတုံးမမန်လာတီချာမြင့်တက်ပါတယ်။ဘွဲတော်အထွတ်ထိပ်ရက်တွေဆိုရင်တမျိုးလုံးလမ်းပေါ်ထွက်ပြီးဝတ်ဆောင်စံတွေဝတ်ကားကခုံကြောပကြလေကြီးပါတယ်။ခေါလုံအလဖ်ဆိုတဲ့ကြွေးကြော်တဲ့အထူးတကြားလုံးတွေကျဲချတာကဘွဲတော်ရဲ့အမတ်သားတစ်ခုလည်းဖြစ်ပါတယ်။ခေါလုံမျိုးသားတွေဂုဏ်ယူကြတဲ့နောက်တစ်ခုကတော့ cost လို့ခေါ်တဲ့ data တွေပြရပဲဖြစ်ပါတယ်။ဘန်ကွက်ရှိတတိယတွေနဲ့တောက်ရတဲ့ DB ရဟာခေါလုံရဲ့ယဉ်ကျေးမှုတတိယတတိယဖြစ်နေပါတယ်။ခေါလုံမျိုးဟာတမန်ရဲ့ခန္ဓာမှုဘာသာရေးရဲ့အထွတ်မြတ်ထားမှုစစ်ပွဲရဲ့အနိမ့်ထားယုံတွေကနေယုံတောင်းနိုင်မှုနဲ့ခေတ်သစ်လူနေမှုဘဝရဲ့တိုးတက်မှုတွေအားလုံးကိုပေါင်းစပ်ထားတဲ့မျိုးတစ်မျိုးလည်းဖြစ်ပါတယ်။ယောမကေကြောင်တုံးတွေပေါ်မှာတိဆောက်ထားပြီးဂေါသစ်ဘုရားကျောင်းကြီးရဲ့အရင်အောက်မှာခေါလုံကမီဒီယာခေတ်ရဲ့အရှိန်ဟုန်နဲ့ရှေ့ကိုဆက်လန်းနေတဲ့ခေါလုံမျိုးကြီးဟာ ဂျာမနီနိုင်ငံကိုလာရောက်လည်ပတ်သူတိုင်းကိုမဖြစ်မနေသွားရောက်လည်ပတ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီကနေ့တစ္ဆပေးခဲ့တဲ့ကိုလိုမျိုးအကြောင်းကိုဒီပါပဲအဆုံးသတ်လိုက်ပါတယ်။ကြီးရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးပင်ကျေးဇူးတင်ချပါတယ်။နောက်ထပ်လည်းကမ္ဘာမြူကြီးတွေရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာမို့ကျွန်တော်တို့ရဲ့ Walk Up Beat Channel လေးကို subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေ။